That's right, ladies. Me. I'm the daddy now. What's up? ညီကိုရောဇူဟပ်ကနေပြန်လဲကြိုဆိုပါတယ်။ Roster ကထုတ်တဲ့ဂိမ်းတွေအကုန်လုံးနှီးပါက share တွေကြည့်ပဲ။ GDN နဲ့ Red Dead Series ကိုကြည့်လိုက်တာနဲ့သူတို့ထုတ်တဲ့ Open World ဂိမ်းတွေရဲ့အခြေအသွေးကိုသိနိုင်တယ်။အဲ့ဒါအပြင်သူတို့စီမှာတိုက်တဲ့ကောင်းတွေလည်းအများကြီးပိုင်ဆိုင်ထားသေးတယ်။ Roster ရဲ့ဂိမ်းတော်များကလည်းကလေးတွေဆိုလိုမရတဲ့အထီးကိုအသက်အရွယ်ပိုင်းခြားထားတာမျိုးတွေရှိတယ်။ဘာကြောင့်လဲဆိုတော့ Violence ဖြစ်တယ်။ Dialogue စကားလုံးအသုံးအနှုန်းတွေကြမ်းတမ်းတယ် သွေးထွက်တန်ရုပ်ဂိမ်းကြဲကြဲနေလည်းရှိတယ်။ဒါကြောင့်မလို့ roster ကထုတ်တဲ့တချို့ဂိမ်းတွေကိုဆိုရင် M rating တနည်းအားဖြင့်ဆိုရင် major rating လို့သတ်မှတ်ထားတယ်။ဒါပေမဲ့ roster က rating သတ်မှတ်ဖို့တော့ခက်ခဲတယ်ဗျာ။ကလေးတွေကစားဖို့လည်း offensive ဖြစ်လို့နဲ့အနေထားမှရှိတဲ့ဂိမ်းတစ်ခုကိုထုတ်ခဲ့ပါတယ်။သူတို့နိုင်ငံမှာဒီဂိမ်းကိုမိဘတွေကကလေးတွေမကစားဖို့ဆန္ဒပြတဲ့အထိကို controversy ဖြစ်ခဲ့တယ်။အိုက်ဂိမ်းကတော့ bully bully bullies bully bullies bully ပါ PS2 key အကောင်ဆုံးဂိမ်းတစ်ခု roster company ကထုတ်သမျှဂိမ်းတွေထဲမှာ unit အဖြစ်ဆုံးဂိမ်းတစ်ခု ဒီနေ့အချိန်ထိတော်တော်များများကစီကွဲကိုရေးလဲတောင်းတနေရတဲ့ဂိမ်းတစ်ခုလည်းဖြစ်တယ်။ Bully Game ကို Roster ရဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Roster Vancouver ကဖန်တီးခဲ့တာဖြစ်ပြီးအောက်တိုဘာ25ရက်နေ့2006ခုနှစ်မှာစတင်ထွက်ရှိခဲ့တာပါ။ Platform တွေအနေနဲ့ဆိုရင် PS2 အတွက်ပဲတည်တံ့ထုတ်ခဲ့တာဖြစ်ပြီး Match Lash ရဲ့နေ2008ခုနှစ်ကိုရောက်မှ Bully Scholarship Edition ဆိုပြီး Wii နဲ့ Xbox 360 Console တွေမှာ Graphic ကောင်းကောင်းနဲ့ Feature အသစ်တွေနဲ့အတူထပ်ထုတ်ခဲ့ပါတယ်။ Bully ကဂိမ်းမာတွေအနေနဲ့တော့အဖြစ်ပြောစရာမရှိအောင်မိုက်တဲ့ဂိမ်းတစ်ခုဖြစ်လာတယ်။ ဂိမ်းဝေဖန်ရေးသမားတွေစီကနေလည်းကောင်းမွန်တဲ့ review နဲ့ feedback တွေအများကြီးရခဲ့တယ်။ပြီးတော့ controversy ဖြစ်လွန်းတဲ့ဂိမ်းတစ်ခုအနေနဲ့လည်းစရင်းဝင်သွားတယ်ဗျာ။ဆိုတော့ကျွန်တော်တို့ဒီဂိမ်းရဲ့ story လေးကို gameplay နဲ့တွဲပြီးပြောပြပါမယ်။ Shut up man. You're boring. ဒီဂိမ်းရဲ့ main protagonist က Jimmy Hawkins ဆိုတဲ့အသက်15နှစ်ပဲရှိသေးတဲ့ခြားတိတ်ပါ။ဒီကောင်တော်တော်အချိုးမပြေတဲ့ထဲမှာပါတယ်။ချစ်ကက်ကန်နဲ့တောင်းမချိုးဘူးဗျာ။အရက်ကလည်းတခြားကလေးတွေနဲ့ရှင်ရင်ပူတယ်။ ရုပ်ကလည်းမြင်းသားနဲ့ထိုးချင်စရာယုံမျိုးပေါ့သူ့အဖေကဘသူမှန်းတော့မသိရဘူးမသားအနောက်ယောက်ျားယူတော့ဂျင်မီကနေထိုင်ရင်ပထွေးတယောက်ရသွားတယ်သူတို့နှစ်ယောက်ကနှစ်ချီကြာမဲ့ဟန်နီမွန်ခရီးထွက်ဖို့ဂျင်မီကိုကြောင်းတစ်ကြောင်းမှာထားတော့မှာဖြစ်တယ်ဂျင်မီတက်ရမယ့်ကျောင်းကတနိုင်ငံလုံးမှာအစိုးဆုံးကောင်းနေကြီးရှိတဲ့ဘူးဝေါ့အကယ်ဒမီဆိုတဲ့ကျောင်းမှာကျောင်းနမယ်ကကိုဘူလီရဲ့အရှိစလုံးဘူးနဲ့ဝေါ့ဆိုတဲ့စလုံးတစ်ခုကိုပေါင်းထားတဲ့သဘောမျိုးပဲဘူးဝေါ့မြို့မှာရှိတဲ့ကျောင်းမလို့ဘူးဝေါ့လို့ပေးထားတာဆိုပေမဲ့အပြင်မှာတကယ်မရှိတဲ့မြို့နဲ့ကျောင်းနမယ်ပါ ဂျင်မီလိုထောင်မကျိုးတဲ့ခြားတိတ်ကိုအပိုးချိုးပေးနိုင်မယ်လို့ထင်ရတဲ့ကြောင်းပေါ့။ကြောင်းနဲ့ဝင်ဝင်ချင်းမှာပဲကျွန်တော်တို့ကောင်ဂျင်မီကိုလက်ဆင့်ပေးမယ်တခြားကလေးတွေကစောင့်နေပြီ။ကိုရီကတော့ဂိမ်းဆက်ဆက်ချင်းမှာမြင်ရတဲ့ကြောင်းသားသုံးကောင်ကိုအမြဲယဉ်ထိုးပါတယ်။ပြီးမှကြောင်းကိုကြည့်စီသွားတော့ပါ။ကြောင်းအုပ်ရဲ့နာမည်က Riff Crevice Snitch ပါ။ကြောင်းဘဲကဂျင်မီကိုပြင်ညာပေးစင်နေတာပါ။ဒီဘဲကဂျင်မီကိုထိမ့်သိမ့်နိုင်မယ်ထင်တာပေါ့။ Oh I'm scared of you Hopkins ။သူနဲ့တွေ့ပြီးရင်တော့ဂျင်မီက uniform လဲပြီးကြောင်းစတက်ရတော့မှာပါ။ uniform လဲဖို့အဆောင်ပြန်နေတဲ့လမ်းမှာဘူလီလုံးမဲ့ကောင်တွေနဲ့တွေ့ပြန်ပါတယ်။ အဲ့ဒီမှာမှစပြီး gameplay fighter visit တွေကိုတင်တာပါ။ Jimmy ကအကုန်လုံးကိုအသာလေးအနာယူလိုက်နိုင်ပေမဲ့အဆောင်ထဲကနေ Russell ဆိုတဲ့လူဝုံလိုခတ်ထွားထွားတကောင်ထွက်လာပြီးတော့ Jimmy ကိုထိုးလိုက်ပါတယ်။ Prefect ဆိုတဲ့ចောင်းသားထင်းနေရောက်လာပြီးတားလို့ရဲအောင်ချင်း10မိနစ်တောင်မပြည့်သေးပဲကျွန်တော်တို့ကောင် Jimmy စိတ်ုံတက်ရမယ်ဖေးကနေလွတ်သွားတာပေါ့။အဆောင်ထဲကိုရောက်တော့ Gary Smith ဆိုတဲ့အနိုင်ကျင့်ရတာကိုအတော်ဝါသနာကြီးတဲ့ကောင်နဲ့ထပ်တွေ့ပါတယ်။သူကနောက်ပိုင်းမှာ Jimmy ကိုចောင်းထဲမှာရှိတဲ့တိထားမှတ်ထားရမယ်ဟာတွေကိုလိုက်ပြရတဲ့ကောင်ဖြစ်လာတယ်။ Gary က Jimmy ထက်တောင်မှပိုဆိုးတဲ့ကောင်လို့ပြောလို့ရတယ်။ ကျောင်းဝတ်စုံလဲပြီးသွားပြီဆိုရင် Gary နဲ့အတူကျောင်းကိုစပြီးတော့ရှောက်ပတ်ပါတယ်။ Russell နဲ့ထက်တွေ့ရောဒီ game မှာပြဿနာကိုရှောင်ကျင်တောင်းပန်လို့ရတယ်ဆိုတာကိုသိလိုက်ရတယ်။ဘူလီကောင်တွေကပတ်စံဒါမှမဟုတ်လက်တခုခုတောင်းတာမျိုးရှိရင်ပေးရတယ်။အဲ့ဒါဆိုရင်ထိုးစရာမလိုတော့ဘူးပေါ့။ Jimmy ကလည်းခေသူမဟုတ်ဘူးလေဗျာ။အဲ့တော့သူ့ရဲ့ locker ကိုဖောက်ပြီးပစီးတစ်ခုပြန်ခိုးလိုက်ပါတယ်။ကဲဒီ game မှာသူများပစီးလက် locker ဖောက်ပြီးတော့ခိုးလို့ရတယ်။ Prefect တွေလာဖမ်းရင်ပြေးတာပြေးအမိုက်ပုံးနဲ့ဝင်ပုံးတာမျိုးတို့ locker ထဲဝင်ပုံးတာမျိုးတို့လှုပ်ချင်လဲရတယ်။ ိုင်းနောက်မှာ unit ဆိုတဲ့ကောင်မလေးကိုသူခိုးခံလိုက်ရတဲ့ချောကလက်ပြန်ပေးရတဲ့ mission ကိုလုပ်ရတယ်။ဒီတသက်မမေ့နိုင်တဲ့ mission တစ်ခုလည်းဖြစ်တယ်။ဒီကောင်မလေးကိုချောကလက်ပြန်ပေးလိုက်ရင် Jimmy ကိုဖတ်ပြီးတော့နမ်းပြစ်တာပါ။ကျွန်တော် game ထဲမှာပထမဆုံးရဘူးတဲ့ first kiss ပေါ့။မျိုးလင်းထားသလိုတော့မဟုတ်ပါဘူး။ပြီးတော့ bully game ထဲမှာအတန်းနောက်ကျလို့မရပါဘူး။ကိုနာကြီးအချိန်မှန်ဆုံးမှန်မှန်တက်ပေးရတယ်။မဟုတ်ရင်အတန်းနဲ့ဆွဲခေါ်ပြီးဖမ်းထည့်တာမျိုးတွေလုပ်တယ်။ပထမဆုံးတက်ရတဲ့အတန်းက chemistry ပါ ဘာလို့ရလဲဆိုတော့သူချပေးထားတဲ့ button တွေကိုအန်ကိုက်နေုံပဲ chemistry အတန်းတက်ပြီးရင်ဒီ game ရဲ့အကောင်းဆုံးအမိုက်ဆုံးလက်နက်တွေတွေကတစ်ခုကိုရပါတယ် fire cracker ပြောင်းအိုးပေါ့အချက်ပြစ်တာနဲ့အမောက်ပဲတော်တော်မိုက်လို့ခဏခဏသုံးပြပါတယ်ပြောင်းအိုးကကိုယ့်ရဲ့အခန်းထဲမှာပဲအလွယ်လေးလုပ်လို့ရတယ်ဂျီမီကကြောင်းသားအစ်စ်လေးဖြစ်တယ်ပြီးတော့ရဲအောင်ချင်းမှာပဲလူတိုင်းရဲ့ attention ကိုရနေတဲ့သူလည်းဖြစ်တာကြောင့်ခက်ခက်ခဲခဲစာသင်ရရမယ်ဆိုတဲ့သဘောပါပဲဆိုပေမဲ့ဂျီမီကပဲတချောင်းလုံးမှာဘရင်အစ်စ်ဖြစ်လာမလားဘာတွေဆက်ဖြစ်လာမလဲဆိုတဲ့ဇလန်ကိုစော်ကစားရမှာပါ ဘူးဘော့ကျောင်းမှာဘယင်လုပ်ဖို့ဆိုရင်အဖွဲတွေကိုတော့နားလည်ထားမှဖြစ်မယ်ဒီဂိမ်းထဲမှာ nerd greaser preppy jock ဆိုပြီးတော့အဖွဲတွေရှိတယ်ကျောင်းမဟုတ်ဘဲအပြင်ဘက်မှာဆိုရင်ထောင်နေဆိုတဲ့ကျောင်းသားတွေမပါဘဲဖွဲ့ထားတဲ့လူမိုက်အဖွဲထက်ရှိသေးတယ်အဖွဲတိုင်းမှာခေါင်းဆောင်တွေကိုစီရှိတယ်ဒီကောင်းလေးတခေါင်းချင်းစီကိုဂျင်မီကဖြုတ်ချပြီးအဖွဲတွေအကုန်လုံးကိုထိန်းချုပ်မယ်ပြီးရင်ဘူးဘော့ကျောင်းမှာအနိုင်ကျင့်တာတွေမရှိအောင်သူကဦးဆောင်မယ်ပေါ့ greaser နဲ့ jock တွေကလုံအောင်အင်အားတောင်းတဲ့အဖွဲတွေပါနောက်တွေကတော့ channel ဖွဲ့တွေအကုန်လုံးဒီပါရဲ့အနေခံဖွဲ့ပေါ့ preppy ဆိုတာက risk kit လူချမ်းသာပေါက်စားတွေကြီးရှိတဲ့အဖွဲ့ပါ ီကောင်လေးကစင်းရဲသားဆိုရင်တေအောင်မုန်းကြတယ်ဒီအဖွဲ့တွေအချင်းချင်းတင်းမှာဘူးဘော်ကျောင်းကငိမ့်ချက်မှာဆိုတော့ဂျီမီတယောက်ဘလိုမျိုးအခက်အခဲတွေကြောက်ဖြတ်မလဲဆိုတာကိုအဓိကစော်ကစားရမှာပါဘူလီဂိမ်းထဲမှာပါတဲ့မစ်ရှင်တွေကစော့ရတာအရင်လက်မခက်ပဲတော်တော်ပြောဖို့ကောင်းပါတယ်။လုံးစရာတွေလည်းအများကြီးပါတယ်။ main quest အနေနဲ့လုပ်ရတဲ့မစ်ရှင်တွေကလည်း memory ပဲဖြစ်တယ်လို့စိတ်ဝင်စားဖို့ကောင်းပါတယ်။ဂျီမီမှာသူခင်ရတဲ့တငယ်ချင်းဆိုလို့ Gary နဲ့ Pickowski တို့နဲ့ရောက်ရှိပါတယ်။ အစပိုင်းမှာ Gary နဲ့တူ mission နဲ့လောက်ရပေမဲ့နောက်ပိုင်းမှာ Gary ကသစ္စာဖောက်သွားတယ်။ဒီအကြောင်းမှာရှိတဲ့တခြားလူမိုက်အဖွဲ့တွေကိုရင်ဆိုင်ရတဲ့ mission တွေအပြင်တခြားထူးဆန်းတဲ့ mission မျိုးတွေလည်းလောက်ရသေးတယ်။ gain နဲ့မှာ NG ဆိုတဲ့ fatty လေးတယောက်ရှိတယ်ဗျာ။အဲ့ကောင်လေးကစီးမနိုင်ဘူး။သူ့ကိုလမ်းမှာ bully လုပ်တဲ့ကောင်တွေအများကြီးလို့တီးကောင်းကောင်းမပေါက်ရဘူးပေါ့။အဲ့ဒါနဲ့သူ့ကိုအိမ်သာအထိရောက်ကာဝယ်ပြီးလိုက်ဖို့ပေးရတဲ့ mission အစမ်းတွေလည်းပါတယ်။ ။မင်းကလေးအဆောင်နဲ့ခိုးဝင်ပြီးအတွင်းခံနေလိုက်ခိုးရတဲ့ဒီဦးချောင်းချောင်းနိုင်တဲ့မစ်ရှင်တွေကအဆပါတယ်။မင်းကလေးတွေရဲ့အဆောင်တို့အင်သာတဲတို့ဝင်ပြီးရင်အပြစ်ပိုကြည့်ရမလို့သတိထားဖို့တော့လိုမယ်။မင်းကလေးတွေကိုလည်းလက်နဲ့သုံးတာမျိုးတွေလက်ပါတာတွေလုံးမရတန်းပြီးအဖမ်းခံရနိုင်တာမလို့မြင်မြန်ပြေးဖို့လိုပါတယ်။ GTA အထာလိုမျိုးပဲစပိန်ပြိုင်နေရတာ boxing ထိုးရတာမျိုးလေးတွေက mission ရော challenge အနေနဲ့ရောပါတော့ဆော့ရတာတော်တော်ပြောစရာကောင်းတယ်။တော်တော်ကြီးဆိုးတဲ့ mission အနေနဲ့အမှတ်ရနေတာတစ်ခုရှိတယ်။အဲ့ကောင်တွေအเจ้าမှာ Halloween party လုပ်တဲ့ညပေါ့ အဲ့မှာတခြား side quest လေးလေးအပျော်လုပ်လို့ရတယ်အဲ့ဒီအဲမှာမှာခွေးကို one shot အောင်စေးတိုက်ခွေးကြီးတွေကိုအိတ်ထဲထည့်ပြီးဆင်အားဆီယာမတွေအခန်းပေါ်မှာမီးရှို့ရတဲ့ mission ပေါ့တော်တော်ဗယုတ်ကျတဲ့အခန်းမလို့တကယ်မမေ့ပါဘူး What the devil is going on out here Genesis side quest လေးတွေကတခြားအတွဲတွေထားနေမှာအောင်းသွဲတော်လုပ်ပြီးချောကလက်တွေလောကရဲထည့်ပေးရတာမျိုးတွေရှိတယ်။လမ်းမှာတွေ့တဲ့ចောင်းသားတွေကိုဆွဲပြီးတော့အမိုက်ပုံးနဲ့ပြစ်ထည့်ပေးရတာမျိုးတွေလုပ်ရတယ်။ Quest တွေလုံးလိုက်တိုင်းမှာပတ်စံရပါတယ်။ တကယ်လို့ကိုကအဝတ်စားအသစ်တွေဝယ်ဖို့ပတ်စံလိုနေတာတို့ဘာလို့အတွက်ဆိုရင်လဲမျက်ရှင်းပေးရတဲ့အလုံးနဲ့သတင်းစာတွေတအိမ်ချင်းလိုက်ပို့ပေးရတဲ့ mini job လေးတွေရှိတယ်။ bully game ဆိုပေမဲ့ကြောင်းသားဂိမ်းလည်းဖြစ်နေသေးတော့အတန်းလည်းတက်ရပါတယ်။ဒါပေမဲ့သူတက်လိုက်တဲ့အတန်းတိုင်းက bully လုပ်တဲ့စကေးကိုမြင့်တင်ပေးလိုက်တဲ့သဘောမျိုးပဲ။ English အတန်းတက်လိုက်ရင်အရင်ကတည်းကပို့ပြီးလူတွေကိုမမှန်ရမ်းဆက်ဆံတက်လာတယ်ဗျာ။ပို့ပြီးထိတဲ့စကားလုံးတွေရွေးပြီးဖြဲတက်လာတယ်။ တအားဆိုးတဲ့ action မျိုးတွေမလုံးမိရင်လည်း prefect တွေရဲတွေကိုပြန်တောင်းပန်လို့ရတယ် dialogue တွေပြောလို့ရလာတယ်။ chemistry အတန်းကိုတက်လိုက်ရင်လက်နက်အစ်စ်တွေရတယ်။လက်နက်တွေသင်တန်းတဲ့ပမာဏတွေဘာတွေတိုးလာတယ်။ဒီ game ထဲမှာအကြိုက်ဆုံးအတန်းဆိုလည်းဟုတ်ပါတယ်။အမှုပညာအတန်းတက်ပြီးပကြီးဆွဲလိုက်ရင်လည်း weapon တွေပြည့်တဲ့အခါ accuracy ပိုကောင်းလာတယ်။ stable ဖြစ်လာတယ်။အမှန်တိုင်းပြောရရင်ကျွန်တော်အတွက်တော့အာယုအနောက်ဆုံးအတန်းမှာငငယ်တုန်းကပထမတန်းအောင်မှုတော့ခဏခဏဆော့ရတယ်။ဂျင်သွားရင်ကြတော့ချက်ွက်ခွန်ပိုအစ်စ်တွေဘာညာတွေရလာတယ်။ ဂျင်းမှာဘောလီဘောလည်းပုတ်လို့ရသေးတယ်။အဲ့ဒါလေးကလည်းတော်တော်မိုက်တယ်။ဘူလီထဲမှာဂျင်းမီအနေနဲ့သုံးလို့ရတဲ့လက်နက်တွေအများကြီးပါတယ်။ဂိမ်းစာပြီးတိတ်မချအောင်လေးကွာကိုစရမယ်။နောက်ပိုင်းမှာတခြားမစ်ရှင်တွေလုပ်ရင်လေးကွာကို upgrade တင်လို့ရတယ်။ chemistry အတန်းကိုတိုက်ရင် fire cracker အပြင်ကမှ stinky bone တို့ပါတော့အစုံရတယ်။ဒီဂိမ်းထဲမှာလက်နက်တွေပြစ်ပြီးတော့ရှောက်ပတ်မွေနေရတာလည်းအရသာတစ်မျိုးပဲ။ GTA ကိုမှကြောင်းသား version လို့ပြောနိုင်တဲ့အထက်မှာ bullet ရဲ့ကိုပိုင် shotgun နဲ့ rifle ပုံစံတစ်နှက်မျိုးတွေပါတယ်။ ဘော်တယ်ရော့ကက်ဆိုတဲ့ပလတ်စတစ်ဘူးတွေကိုဖြောက်အိုးတွေထည့်ပြီးပြည့်ရတဲ့တနက်နဲ့စပတ်ဂန်ဆိုတဲ့တနက်နဲ့လက်ပါစပတ်ဂန်ကတော့ရေလဲမိုက်တဲ့တနက်ပါဘူလီရဲ့ short gun လို့တော့ပြောလို့ရတဲ့အထိမိုက်တယ်တစ်ချက်ပြစ်တာနဲ့တာမန်ကောင်လောက်ကတော့အမောက်ပါပဲဒီ game ထဲမှာ personal အရအကျဆုံးလက်နက်တွေကိုပြောပါဆိုရင် sling shot fire cracker နဲ့ spark gun တို့လိုပဲဖြေမိမှာပါဘူလီဂိမ်းကိုစကားစားတော့ခန်းစားချက်ကဘယ်ဟာနဲ့မှမတူတာတော့အမှန်ပဲဗျ ကျွန်တော်ဒီ game ကိုဝင်ချင်းချားလိုက်ရတယ်နောက်ခံဒီလုံကအခုပြန်ချားလိုက်ရင်ရင်ထဲကခန်းစားချက်တွေအကုန်လုံးတနေရာထဲမှာစုသွားသလိုမျိုးပဲလွေးထွေးလွန်းတယ်ကျွန်တော်တို့အပြင်မှာမရနိုင်တဲ့ခက်မမိတ်ចောင်းသားတယောက်ရဲ့ဘဝမျိုးကိုထိ ंछ ုပ်ကစားနေရတော့ပျော်ရွှင်မှုဆိုရတယ်စိတ်လှုပ်ရှားရတယ်ဒီ game ထဲမှာပါတဲ့ဘူးော့ចောင်းကြီးရဲ့ဖွဲ့စည်းပုံတွေကပြန်တွေးလိုက်တာနဲ့အတွေးတွေအများကြီးပြန်ပေါ်ပြီးပုံဖော်မိတဲ့အထီကို memory ပဲဖြစ်တယ်ចောင်းသူចောင်းသားတယောက်ချင်းစီကို roster ကမတူညီတဲ့ personality တွေထည့်ပေးထားတော့သူတို့နဲ့ပုံပြီးရင်းနှီးမိတယ် ဂိမ်းထဲမှာဘာမစ်ရှင်မှမလုပ်ပဲကျောင်းထဲမှာစကိတ်ပတ်စည်းနေရတော့ကိုအရသာလေးဖြစ်လာတယ်။ကျောင်းဝင်းတွေကနေပထမဆုံးဘူးဝမြို့လေးကိုစပိန်စီးပြီးထွက်ရတော့လေဖိုက်ကလေးကတအားမိုက်တယ်။ကျောင်းပြင်ဘက်ကအဆောက်အဦတွေ NPC ရဲ့လှုပ်ရှားမှုတွေကဒီဂိမ်းကိုဘူးဝကျောင်းထဲကနေမတူတဲ့အမော့စပီယာတစ်ခုလိုခံစားရစေတယ်။ဘူလီဂိမ်းထဲမှာပါတဲ့ Halloween ပွဲတော့အငွေ့သက်ကလည်းတော်တော်ကြီးပျော်ဖို့ကောင်းတယ်။စင်ထားတဲ့ decoration တွေတခြားကျောင်းသားတွေရဲ့ Halloween ဝတ်စုံတွေနဲ့တကယ့်ကို Halloween vibe အပြည့်ပဲ။ sound ring ကိုရောက်ပြန်တော့လေနင်းလူအယုတ်ကလေးတွေတို့နင်းကြနေရလေးတွေတို့အဲ့လိုမျိုးပေါ့။ ဂျီမီကခရစ်စမတ်မှာသူ့အမေစီကမွေးနေ့လက်ဆောင်ဆိုပြီးဆွဲတာလေးတစ်ထည်လေးရလိုက်သေးတယ်။ကျောင်းနဲ့မြို့ရဲအပြင် Carnival Location တခုလည်းရှိသေးတယ်။ဂျီမီရဲ့ပထမဆုံး First Date လို့ပဲပြောရမလား။ကိုရီးယားပထမဆုံး First Date လို့ပဲပြောရမလားပဲ။ကောင်မလေးနဲ့အတူလက်ချင်းတွဲပြီး Carnival ပွဲတော်ထဲမှာရှိတဲ့ဂိမ်းတွေကိုပတ်စော်တယ်။ဂိမ်းတွေကလည်းအများကြီးပဲ။အဲ့ဂိမ်းတွေအကုန်လုံးကိုဆော့ပြီး ticket တွေလိုက်စုရတယ်။ပြီးရင်ရလာတဲ့ ticket တွေကိုကောင်မလေးကိုဝုန်းဝုန်းယူဝယ်ပေးရတာမျိုးပေါ့။အဲ့လိုမျိုးပတ်စော့ရတဲ့ဂိမ်းတွေထဲမှာ go kart ဆိုတဲ့ကားမောင်းပြန်ရတာလေးကိုတော်တော်သဘောကျမိတယ်။ကားမောင်းပြန်ရတာလေးကညင်ညင်လေးပေါ့ဗျာ နိုင်သွားရင်လည်း ticket တွေကတခြားဂိမ်းတွေထက်ပိုရတယ်။ ticket ရရင်လိုချင်တာလေးဝယ်လို့ရတာပေါ့။ဘူလီကဂျင်မီရဲ့နေရာမှာဝင်ပြီး activity တွေခန်းစားချက်တွေကိုကိုယ်တိုင်ခန်းစားရစေတယ်။ဒါကြောင့်မလို့လေဒီဂိမ်းကိုပြန်ထိလိုက်တဲ့ဂိမ်းတစ်ခုကိုပြန်ဆော့ရတယ်ဆိုတာထက်ခန်းစားချက်ကောင်းလေးတစ်ခုကိုစိတ်ပျော်ပျော်ရွှင်ရွှင်ပြန်ရအောင်ဖန်တီးနေပါတယ်ဆိုတဲ့အရာသာလေးကအမြင်ရပါတယ်။ဂျီမီဟော့ပကင်းကတကယ်ဘူလီကောင်လား။ Okay, ဒါကတော့ကျွန်တော်တို့ကောင်ဂျီမီရဲ့စိတ်နေစိတ်ထားအကြောင်းပေါ့။ဂျီမီကတောင်မကျိုးတာမှန်တယ်။ ဆိုးတာဆိုးလဲမှန်တယ်ဗျာသူရဲ့ဒီ game ထဲမှာတူးသီးသောတငယ်ချင်းလို့ပြောလို့ရတယ်ဖိကိုတော်မှာစကားချင်းနေပြောတတ်တယ်တခြားလူတွေကိုရောပေါ့ဒါပေမဲ့ဂျီမီကပျက်စီးနေတဲ့ဘူလီကောင်လုံးဝမဟုတ်ပါဘူးဂျီမီကခန္ဓာကိုယ်သေးပေမဲ့တန်ပါတယ်စိတ်ပိုင်းဆိုင်ရာဆိုးသွမ်းနေတယ်လို့ဖြစ်နေတာကသူ့ရဲ့မိသားစုကြောင့်မို့ဂျီမီကဆိုးပါတယ်ဒါပေမဲ့နှလုံးသားရှိတဲ့လူဆိုးပါဘူဘောကျောင်းကိုရောက်လာကြတဲ့ကဘူလီရဲ့အများကြီးကိုသူတွေ့တယ်ကျောင်းကဆရာဆရာမတွေလည်းမနိုင်ကြဘူးဒီတော့သူတက်နိုင်တာကလည်းအင်အားသုံးပြီးသူနီးသူဟန်နဲ့ဒီကျောင်းမှာဘူလီတွေမရှိအောင်လှုပ်ချင်တဲ့စိတ်ကူးပဲရှိတယ် ဂျီမီကိုတချို့တွေကသူကြီးလာတဲ့ပုံစံမျိုးနဲ့ဂိမ်းလာရင် GTA ဂိမ်းတွေထဲကလို character မျိုးဖြစ်စေချင်ကြတယ်ဒါပေမဲ့ဂျီမီကဂျီမီပါပဲဒီကလေးကစိုးတာဟုတ်တယ်ဒါပေမဲ့ဘူလီလုံးဝမဟုတ်ဘူးဘူလီတွေကိုထိန်းချောင်းပြီးအခြေအနေကောင်းတစ်ခုကိုဖန်တီးခြင်းရောပါသူမှန်မဲ့ထင်တာကိုသူဆက်လုပ်တယ်ဒါပေမဲ့မှန်လားမလားဆိုတာသက်သက်ကွက်ကွက်မသိုံပဲဒါဆိုဘာလို့ဘူလီက controversy ဖြစ်နေရတာလဲအဖြေကတော့ရှင်းရှင်းလေးပါ ဒီဂိမ်းက Western ဘက်မှာရှိတဲ့မိဘတွေရဲ့အတွေးခေါ်ကိုခက်ပြင်းပြင်းရိုက်ခတ်နိုင်ခဲ့လို့ပါသူတို့ကလေးတွေကိုဒီဂိမ်းပေးဆုံးမရင်ပြဿနာတစ်ခုတက်လာနိုင်တယ်ကလေးငယ်တွေအတွက်လုံးဝမသင့်တော်ဘူးအတူယူမားစေနိုင်တယ်ဆိုပြီးပြဿနာတွေစတတ်ပါတယ်ဆရာဆရာမတွေကစာဒီပြဿနာတွေပါလာပြီး Roster ကိုအပူကတ်ကြတာပေါ့ဒီဂိမ်းရဲ့နာမည် Bully ဆိုတာကြီးကိုကအငင်းပွားစရာတွေဖြစ်စေနိုင်တာပဲလေ ရော့စတာကုမ္ပဏီရှေ့ထိသွားပြီးဆန္ဒပြတဲ့အထိဖြစ်ကုန်တာဆိုတော့ဘလောက်တောင်ပွဲဆူစေခဲ့လဲဆိုတာအသိသာကြီးပါဘူလီဂိန်းကိုနိုင်ငံတော်တော်များများက73နှစ်နဲ့55နှစ်အထက်လူငယ်တွေပဲကစားဖို့ age rating သတ်မှတ်တာခံလိုက်ရတယ်ဘရာဇီးနိုင်ငံမှာဆိုရင်ဘူလီကိုလုံးဝဘန်းလိုက်တယ်ဒီလိုမျိုးပွဲဆူခဲ့တာမျိုးတွေကြောင့်လဲရော့စတာက high school ပုံစံ violence ဖြစ်တဲ့ game အသစ်မျိုးထပ်ထုတ်ဖို့ကိုလက်တွန့်သွားတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ် gameplay နဲ့ story ကိုကြည့်မယ်ဆိုရင်လည်းဒီ game ကတကယ်ကိုလူငယ်တိုင်းဆော့ဖို့မသင့်တော်တာတော့အမှန်ပဲ roster ရဲ့ target audience ကလည်းအစောကြီးကတည်းကဆယ်ကျော်သက်တွေအတွက်ပါပဲတကယ်စောင့်ကြည့်လိုက်ရင်သိလိုက်ရတာက bully က bully game မဟုတ်ပဲ bully တွေကိုပြန်ချပြီးចောင်းတစ်ခုကိုငိမ့်ချစေခြင်းနဲ့កောင်းလေးတယောက်အကြောင်းပါပဲဒီ game လည်းပြီးသွားတော့အဆုံးမရှိရဲ့ new year သည်ဆိုတဲ့ခေါင်းစဉ်အောင်မှာကျွန်တော်လည်း hatter ကြီးဖြစ်သွားတယ် game ရဲ့ mission တွေကလည်းកုံသွားပြီဘူးတော့ចောင်းကြီးကလည်းနည်းနည်းတိတ်ဆိတ်သွားသလိုပဲအဲ့ဒီအချိန် Jimmy ရဲ့အခန်းထဲမှာသူ့လုပ်ခဲ့တဲ့ကိစ္စတိုင်းအတွက်အမတ်တရာပစီရှိနေတယ် အင်ဂျီတွေအတုံးဆောင်ပစီအကုန်လုံးကချင်းမီကြော်ပြက်ခဲ့ရတဲ့အရာတွေအတွက်အမတ်တရတွေပဲသူ့အတွက်အမတ်တရတွေဆိုရင်ကိုရင်အတွက်လည်းဒါကအမတ်တရပဲဒီ character နဲ့တူတူကြီးကြီးမားမားဘာမှလုံးစရာမရှိတော့ဘူးဒါကဂိမ်းကောင်းတစ်ခုကိုပြီးမြောက်သွားရင်အမြင်ရလိမ့်ရှိတဲ့ခံစားချက်မျိုးတစ်ခုပဲ။အဲ့ခံစားချက်ကိုဘူလီမှာရတယ်။ခံစားချက်တွေအများကြီးရောထွေးလာတာပေါ့။ဒီခံစားချက်ကဘလို့မျိုးလဲမေးလိုက်ရင်ဂိမ်းအစ်စ်တစ်ခုကိုထက်မြင်ခြင်းနဲ့ခံစားချက်ပါ။ဘူလီကိုစီကွဲလာစေခြင်းမိတယ်။ဒီဂိမ်းရဲ့ main character ဂျင်မီကို college တက်နေတာမြင်ခြင်းမိရဆိုတဲ့သဘော။ ဂျင်မီနဲ့တူမစ်ရှင်နဲ့အများကြီးထက်လို့ရှင်သေးတယ်။သတင်းတွေတော့တစားတစားရှိပါတယ်။စီကွက်ဂိမ်းအစ်စ်ကိုလုံးနေပြီပြောလိုက်ရက်သွားပြီပြောလိုက်နဲ့ခဏခဏရှိနေပြီ။ဘင်ဟာမတော့အတီလို့မရဘူး။အခုအချိန်သာဘူလီစီကွက်ကို roster ဘက်က confirm လိုက်ရင်ဒါကတနစ်တာရဲ့အကောင်းဆုံးကြီးညာမှုတစ်ခုလို့တော့ပြောလို့ရတယ်မလားပဲ။ကျွန်တော်တို့ဒီဂိမ်းကိုပုံစံအစ်စ်နဲ့ထက်မြင်ရဖို့တကယ်ထိုက်တန်ပါတယ်။ကဲဘူလီအကြောင်းကတော့ဒီလောက်ပါပဲ။ ညီကိုတို့ရောဒီဂိမ်းနဲ့ပတ်သက်ပြီးဘယ်လိုမျိုးအမှတ်တရတွေရှိခဲ့လဲဘယ်လိုမျိုးခံစားချက်တွေရှိခဲ့လဲဆိုတာကို comment box မှာမျှဝေသွားပါအောင်ဒီလိုမျိုးဂိမ်းတွေ comment တွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားရဆိုရင် Zuhub Channel ကို like and subscribe လုပ်ထားပေးကြဖို့မေတ္တာရက်ခံပါရခင်ဗျာအဆုံးထိကြည့်ရှုပေးသူအယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်